အောင်မြတ်တော်ဆရာတော်ကြီးတွေညောင်ဦးပူတာကိုရောက်တော့ညနေပိုင်းချင်းရှိနေပြီမို့လို့ပိတ်လူပိတ်ကင်ဖြစ်နေတဲ့အိမ်ဆိုင်လေးတစ်ခုလည်းဝင်လို့ဖျောင်းတိုင်တဲ့အမွေတိုင်ဝဲကပကံမျိုးဟောင်းရှိတဲ့ဘက်ကိုထွက်လာခဲ့ကြတယ်။ဆောင်းရတဲ့မကုံသေးတဲ့ကာလာဖြစ်တဲ့အတွက်ပကံရဲ့အေးတဟာတာမန်ထက်ပိုပြီးတော့အေးစိမ့်နေပါတယ်။အောင်မြတ်တော်လည်းလာရအောင်မှာခပ်ပပြမြင်နေရတဲ့ဇေဒီပထိုးတွေကိုစိတ်တွေကနေမှန်းမြော်ကတော့ပြီးလမ်းလျှောက်လာခဲ့ရ။လမ်းမပေးဇေဒီတို့ရဲ့ဘေးရောက်မှာတော့ပိန်လှီနေတဲ့ တန်းကွက်တစ်လုံးကိုကင်ထားတဲ့သရောင်းစားတစ်ယောက်ထွက်လာတယ်။အရန်ကိုဟောင်းနှွမ်းနေတဲ့တဘိုးတစ်ချောင်းကိုပခုံးမှာတင်ထားတဲ့သရောင်းစားဟာအောင်မြတ်ကိုမြင်တော့ဝါချင်းချင်းဖြစ်နေတဲ့သွားတွေပေါအောင်ရေးပြီးတန်းကွက်ကိုထိုးပေးတယ်။အောင်မြတ်ကသရောင်းစားကိုမြင်တဲ့အခါမှာတော့လွယ်ထဲမှာပါလာတဲ့ငွေတချို့ကိုထုတ်ကတန်းကွက်ထဲကိုထည့်ပြီးစောင့်နေရတာကြာသွားပြီလားမောင်ကြာယောတာဝန်ပေးထားတော့လေစောင့်ရတာပေါ့ဗျာဒါနဲ့စကားမဆက်ထမင်းစားပေးပြီလား မစားတဲ့မနက်ကကြောက်ရထားတဲ့ကောင်းချင်းပေါင်းတွေစားကြလေ။ကောင်းကြရုပ်ဟာအဖာသေးရာနဲ့ပြည့်နေတဲ့လွယ်အိဆုခံနဲ့ဖက်နဲ့ထုတ်ထားတဲ့ကောင်းချင်းတုတ်တုတ်ကိုနှာယူကာကမ်းပေးတယ်။အောင်မက်ကလည်းအေးဆက်နေတဲ့ကောင်းချင်းတုတ်တွေကိုလက်နှစ်ဖက်နဲ့ယူဖို့မောင်ကောင်းနဲ့ခွန်လာကိုတထုပ်စီခွဲပေးတယ်။မောင်ကောင်းကလည်းဖိုက်ထဲမှာအတော်စားနေပြီမလို့ကောင်းချင်းပေါင်းတုတ်ကိုပြေးလိုက်ရအထက်ကနေအပူငွေတထောင်ထောင်နဲ့ထွက်လာတယ်။ဆရာကောင်းချင်းပေါင်းကပုံရင်းနေပါလား။မသိရင်တော့အခုမှဘောင်းအိုးတွေကနေ ထောက်ယူထားတဲ့အတိုင်းပဲမောင်ကောင်းရဲ့စကားကြောင့်ကြာယောကဩဇံကွက်တယ်လို့ထူထပြဖြစ်နေတဲ့စပင်ကိုကောက်ပြီးခပ်ပြုံးနဲ့ဈေးတွေရှိတဲ့ဘက်ကိုငဲကြည့်တယ်မောင်ကောင်းစားစရာရှိတာစားပြီးရင်မြင်ကဘာရွာဘက်ကိုခီးဆက်ဖို့ရှိတယ်အောင်မေတ္တာစကားကြောင့်မောင်ကောင်းနဲ့ခွန်လာလေကောင်းချင်းပေါင်းကိုပလုတ်ပလောင်းဆက်လို့လေအိတ်ထဲမှာပလာတဲ့ရေကိုတောက်ချရာပင်မန်းနေတာတွေခနာကောကချက်ချင်းဆွတ်တယ်လို့အိုင်းနေပြန်ပြီးတော့ပြေဖြူလာတယ်ငါးဆရာတွေကမြင်ကဘာဘက်ကိုသွားရင် အတော်ဝဝေးသွားရအောင်မနော်မင်းလို့နေကျွမ်းကျင်နေသူမဟုတ်တော့လေဝေးလေသွားရမှာပဲငါဆရာကလည်းကြာရိုးတရလုံရှိနေတာဘာကြောင့်စိတ်ပူနေတာလဲအနေပါဦးဒီတစ်ခေါက်ခီးစဉ်ကဘယ်စေးဒီလဲစိတ်ညက်ညီမှတီထားတဲ့စေးဒီကိုသွားမလို့လေဟာဒီနှစ်ယောက်နဲ့ကျုပ်ကတိတ်ပြီးတော့အကြောတဲ့တာမဟုတ်ဘူးကျုပ်ကမြင်ရင်နှကန်းပပားတွေဆိုတဲ့အထစ်ကိုရန်လုတ်တာဗျအတော့ကိုစွားတဲ့မိမတွေဇေဒီပရံဝင်တဲ့အထစ်တော့လိုင်းမပို့ခိုင်းဘူး လမ်းမြင်ရတော့တဲ့အနေထားကိုတော့လိုက်ပွင့်ရပြီ။ဒါဆိုအဆင်ပြေတယ်။ကျုံနောက်ကလိုက်ခဲ့ကြ။မောင်ကြိုးဟာဒဏ်ကွက်ကိုလွှဲအိတ်ဆုပ်တဲ့ကိုထက်ပခုံးမှာထမ်းထားတဲ့တဘိုးကိုတောင်မွေးတစ်ဖွဲလောက်ကကြိုကျလို့ဆက်ဆက်ဖြစ်နေတဲ့ဇေဒီရဲ့အနောက်ကိုတိုးဝင်သွားခဲ့တယ်။မောင်ကြိုးဟာဘေးမှာရှိတဲ့အုပ်တွေကိုတဘိုးနဲ့တရတော့ခောက်ပြီးလမ်းလျှောက်နေရာကနေတတိကံပုံစံဖြစ်နေတဲ့အုတ်တိုင်းရှိအရောက်မှာရက်တယ်။ဒီနေရာပဲဗျ။ကျုပ်ရှိကဝင်သွားတာနဲ့ခက်မြမြန်လေးလိုက်ခဲ့တော့ပြောကား ုတ်သလုံးကိုတဘိုးနဲ့ခောက်တယ်ဆိုရင်ပဲအုတ်ခဲတွေဟာအသက်ဝင်လာသလိုလှုပ်ရှားလာပြီးတော့တထောတတာပဲရှိတဲ့အပေါက်လေးတွေဟာလူတကူစားဝင်လို့ရတဲ့အနေထားကိုချက်ချင်းကိုဖြစ်သွားခဲ့တယ်။မောင်ကျော်ရိုးဝင်သွားတော့အောင်မင်းသားတို့လည်းအနောက်ကနေလိုက်ဝင်လာတယ်။ဝင်ပေါက်ကိုကြောက်လိုက်တာနဲ့မြေခွင်းဟာလုံးဝကိုပြောင်းလဲသွားပြီးကရင်တိုင်းစိမီးတွေနဲ့ပြည့်နေနေတဲ့လမ်းမကြီးတစ်ခုပေါ်ကိုရောက်ရှိသွားတယ်။လမ်းမရဲ့တစ်ဖက်တစ်ချက်စီမှာတော့မုံပဲသေးစားတွေရောင်းချသူတို့ချုပ်ရှိနေပြီးလမ်းမပေါ်မှာလည်းဥတဟုန်လှောက်ချသွားလာနေကြတဲ့လူတို့ချုပ်ကိုမြင်ရတယ် သူတို့တွေဟာမောင်ကြိုးရိုးကိုဂယုမဆိုင်တလို့နေကြပေမဲ့အောင်မေတာတို့ကိုတော့အထူးဆန်းလုံငိမ့်မောကြည့်ရှုနေကြတယ်။တချို့ကြတော့လေအောင်မေတာတို့နာကိုတိုးကတ်လာဖို့ကြိုးစားတာကြောင့်မောင်ကြိုးရိုးကအိတ်ထဲကတံခွက်စုပ်ကိုထုတ်လို့ခောက်လိုက်တာနဲ့နှာခေါင်းရှုံ့ကခက်ဝဲဝဲကိုထွက်သွားတာကိုမြင်တွေ့ရတယ်။မောင်ကြိုးရိုးသူတို့ကဘယ်သူတွေလဲ။တမ်မဒီပါရဲ့ပြည်သူတွေလေဆရာရှင်။ရှင်းရှင်းပြောရရင်တော့မကြွမလွတ်သေးတဲ့သူတွေ။ သူတို့လည်းသူတို့ဘဝမှာပျော်ရွှင်နေကြတာပဲเนาะဒါကတာမန်ပဲရှိသေးတာဆရာပွဲတော်ရက်တွေဆိုရင်တော့ခြေချဆရာနေရာမရှိအောင်ကိုထလာကြတာကျုပ်ကတော့ပွဲတော်ရက်ဆိုရင်ဒီလမ်းကိုမတုံးဘူးဗျဘာဖြစ်လို့လဲမောင်ကြရုပ်ရဲ့ကျုပ်တို့တရောင်းစားအတွက်လမ်းရှောင်းမဲ့နေရာမရှိလို့လေဒီကြားထဲမှာတဲ့အိမ်တရင်ရဲနဲ့ဟိန်းလန်းဟောက်လာလုံနေတဲ့မျိုးဆောင်တက်ကကောင်တွေလည်းရှိသေးတယ်ဗျမောင်ကြရုပ်စကားကြောင့်ပဲခွန်လာကမလေးတာတော့ပဲနဲ့ဘေးကိုကတ်သွားတယ် အခုချိန်ထိမျိုးဆောင်တက်ကရေမတ်တွေကရှိနေသေးတာလားရှိတာဗောကောင်းလေးရလက်ညှိုးထိုးမလွှဲအောင်ကိုရှိတာမောင်းကြားရိုးစကားကြောင့်ပဲခွန်လန့်အံ့အားတက်သွားပြီးတော့ဖြတ်တော်ဖြတ်လာလူတွေကိုစိတ်ဝင်စားနေနေကြည့်တယ်ရှေ့တကွဆိုရောက်ပြီဗျအဲ့ဒီနေရာကျော်ရင်တော့ကျုပ်ဆက်ပြီးမလိုက်တော့ဘူးနော်ဒီလောက်ကိုညီပေးတာကိုပဲကျုပ်ကကျေးဇူးတင်ပါတယ်ကျုပ်တို့ဘာသာဆက်ပြီးသွားလိုက်ပါမယ်အမေသာဟာမောင်းကြားရိုးကိုနှုတ်ဆက်လို့မောင်းမိုင်းနေတဲ့လမ်းခွေတွေကိုဝင်သွားရအေးများတဲ့လေနူအေးတွေရဲ့တိတိနဲ့တူတူ ချိုအီအီနန်းတခုကိုလည်းခန်းစားမိတယ်။ဆရာဟိုးကဂမူလေးပေါ်မှာဇေဒီတဆူပါလား။တဆူမဟုတ်ဘူးမောင်ကောင်။နှစ်ဆူတီးထားတာ။တဆူပါဆရာရဲ့။ကျွန်တော်မျက်လုံးအဲ့လောက်တောင်မမုံသေးပါဘူးဗျ။ဒါဆိုလည်းနားရောက်မှတေချာကြည့်ကွာ။မောင်မက်တာဟာဂမူလေးနားရောက်တဲ့အထိတိုးကပ်လာခဲ့တယ်လို့နောက်ကနေမောင်ကောင်းနဲ့ခေါ်လာတော့လေလိုက်ပါလာခဲ့တယ်။အကိုဆရာပြောတာမှန်တယ်ဗျ။ဇေဒီကနှစ်ဆူတီးထားတာ။ရှေ့ကအဆူကကွယ်နေလို့ နောက်ကအဆူကိုမမြင်ရတာခွန်လှရဲ့စကားကြောင့်မောင်းကောင်းတေချာနားကကြည့်တော့ပထိုးစီတွေကိုဂူဖျားနဲ့ကွယ်ပြီးတော့တိထတာကိုတွေ့မြင်ရတယ်အေးကွာတေချာကြီးမှမြင်ရတာနော်ငါကတဆူရဲထင်နေတာအဲ့ဒါဒီနီးနားမှာလူသွားလူလာလည်းမရှိပဲနဲ့ရှေ့စီတွေမှာဖျောင်းနိုင်မိတွေကိုပူဇော်ထားပါလားလူတော့ရှိမှာပေါ့အကိုရာကျွန်တော်တို့မမြင်လို့နေမှာပေါ့နှစ်ယောက်သားတရားတော်ပေါ့စကားပြောနေကြတာကြောင့်အောင်မက်တာဟာအနောက်ကိုလှည့်ကြည့်ပြီးတော့ မင်းတို့နှစ်ယောက်စကားများတာရက်တော့ငါတို့ဒီစေးဒီမှာဖျားရှိကိုမလုပ်ကြမယ်ဘယ်လိုပြောတာကြောင့်နှစ်ယောက်သားအချင်းချင်းမျက်စာပစ်ပြီးဝဲလာတဲ့ဖျောင်းနိုင်တွေကိုထောက်ခါဖျားပူဇော်တယ်။အောင်မြတ်သားလည်းဇေဒီမျက်နှာဝတ်မှာဖျောင်းနိုင်ကိုယ်တိုင်ပူဇော်လို့ဖျားရှိကိုနေအချင်းဇေဒီရဲ့နောက်ဖက်မှာရှိတဲ့ထနောင်းပင်ကနေတက်ခိုင်းခြင်းပို့တိုက်တန်ပင်စီကိုလက်သက်နဲ့ကုတ်ချစ်တန်တွေထပေါ်လာတယ်။မောင်ကောင်းတဲ့ခွန်လာတို့လည်းအတန်းကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတာကြောင့်အောင်မြတ်သားကိုလှမ်းကြည့်တဲ့အချင်းကိုယ်အလုပ်ကိုလုပ်ကြ တခြားဘာကောမှစိတ်ထဲမှာမထားကြနဲ့ဒီလိုပြောတာကြောင့်သူတို့လုပ်ရမယ့်အမှုတွေကိုသာပြီးဆုံးအောင်ပြုလုပ်ခဲ့တယ်။အောင်မေတ္တာရဲ့နှာသီးပြားကနေဝင်လိုက်ထွက်လိုက်ပြုတ်နေတဲ့လေတွေဟာအချိန်ကြာနဲ့မျှတည်ငြိမ်လာတယ်လို့ပဲစိတ်ကလည်းအေးချမ်းတဲ့ဘက်ကိုကြောက်လာတယ်။စိတ်တည်ငြိမ်လာတဲ့မျှမျက်ခန်းဆက်မှာထိနေတဲ့မျက်ခွန်းတွေကလေးလံလာပြီးတော့အောင်မောင်တို့ဖုံးလန်းသွားတဲ့အမင်အောင်ထဲမှာလှုပ်ရှားသွားလာနေတဲ့လူရဲတချို့ဟာထွက်ပေါ်လာခဲ့တယ်။ဒီထက်မှအသက်၁၀နှစ်ခန့်ကျော်တဲ့မင်းမပြုတ်နှစ်ယောက်ရဲ့ရုပ်ပုံဟာ တခြားသူတွေထပ်ပို့ပြီးတော့ထင်းထင်းရှားရှားထွက်ပေါ်လာတယ်။နှမ်းမောင်နေတဲ့ဆန်ရွက်ထုတွေကိုတပတ်ရှော့ထုံထားတဲ့မင်းမင်းပြူဟာနှဖူးစားမှာစီးကျနေတဲ့ကျွေးစားတွေကိုလက်နဲ့တုပ်ပြီးလက်လေးသုံးခန့်ထူတဲ့အုတ်ချက်ချုပ်ကိုကိုယ်တိုင်ကိုယ်ကျတည်ယူနေတယ်လို့သူ့ရနေဘေးမှာလည်းအပေါ်ပိုင်းပလာကျင်းထားတဲ့အသားညညလူတို့ချို့ဟာချွေးပြပြအယူတွေလောင်းထည့်ထားတဲ့အိုးတွေကိုတည်ယူတယ်။အောင်မတားလည်းမြင်လိုက်ရတဲ့အာယုံကိုဖြောက်ဖြက်ဖို့ကြိုးစားလိုက်ပေမဲ့အမြင်ကပြောင်းမသွားတဲ့အတွက်အာယုံနောက်ကိုထပ်ပြီးလိုက်ကြည့်ရ လှုပ်ရှားသွားလာနေတဲ့လူတွေဟာတိတ်ခွေရေးတယ်လို့ခက်မမြန်ရွေးရှားနေရမြင်ရတယ်။မကြခင်ချိန်တွင်းမှာပဲအရန်ကိုလက်ရမြောင်းလာတဲ့ကိုဖျားတဆူပေါ်လာခဲ့တယ်လို့မျက်စိတမိတ်တွင်းမှာပဲပထိုးစီတရဲ့ရှေ့မှာကိုဖျားတဆူပြုံးဝင်နေပေါ်လာပြီးပန်းတို့ရောင်အစင်ဝတ်ထားတဲ့အသက်25နှစ်ရွယ်မမေဖြူတယောက်ဟာခက်ထစ်ထစ်ရီမောနေရကိုမြင်ရတယ်။ဒီတော့အောင်မြတ်သားလည်းရီမောနေတဲ့မမေဖြူကိုကြည့်တဲ့အချိန်မှာပဲဓာတ်လန်လန်လက်တွေဆွဲကင်ထားတဲ့ရမတ်တချို့ဟာစီရီပထုံးနောက်ကိုရောက်လာပြီးတော့ မဲမဲပြုံနေရကိုအတင်းအားမှဆွဲခုတ်သွားတာဖြတ်ခနဲ့မြင်ရတယ်။မင်းအယုံကဒီလောက်သာတွေ့မြင်ရတာကြောင့်စိတ်တွေကနေဘာတွေဆက်ဖြစ်မလဲအယုံပြုတ်ပြင်မဲ့ဘလို့အကြောင်းတရားမှမပေါ်လာဘဲနဲ့ရှာကြည့်တဲ့ငွေငိုကြွေးနေတဲ့တန်ကိုကြားတယ်။တင်ကိုကြွေးတဲ့ဟာအယုံထဲကနေပေါ်လာတာမဟုတ်ဘဲနဲ့အပြင်လောကကနေထွက်ပေါ်လာတဲ့တန်ကြောင့်တရားထိုင်နေတဲ့အောင်မြတ်တားရဲ့မျက်လုံးတွေဖြစ်ဖြစ်ဖွင့်ဟကြည့်ပြတော့အပြာတို့ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့မဲမဲပြုံနေရကိုရှင်းရှင်းလင်းလင်းတွေ့ရတယ်။ဆိုရင်ပုံစံကဆဝတ်စားဆင်မှုဆုံး ထက်တူကြနေတဲ့မမေ့ပြုံနေဟောအောင်မေတ္တာကိုမျက်ရည်တွေပြုတ်ကြဆဲဆဲဖြစ်နေတဲ့မျက်အောင်နဲ့ကြည့်လို့တခုပြောဖို့ဟန်ပြနေရကြောင်းအောင်မေတ္တာဟာတရားထိုင်နေရကနေထရရတဲ့တင်းတို့ပြောလို့ရစကားရှိပါကအလိုရှိရာတိုင်းပြောနိုင်စေလို့အမိန့်ပြန်လိုက်တဲ့ဆိုရင်အသက်အရွယ်ကြီးရင်းနဲ့ဟဲ့မမေ့ပြုံတရားဟောနိုးညံ့တွယ်လျရတဲ့လက်ချောင်းတွေကိုပုတ်ကပ်ပြီးတော့စိတ်ညစ်တို့ညီမဒီလိုနှိမ်မျိုးကိုစောင့်နေရကြာခဲ့ပြီအခုတော့မျောလင့်ထားသလိုဖြစ်လာခဲ့ပြီ အမေတို့ကဘာကိုမျှော်လင့်နေရလဲစိတ်ညက်တို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို ပြန်လဲရယူဖို့မျှော်လင့်နေတာပါဟင်တင်တို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကတင်တို့နဲ့အတူတူရှိနေတာမဟုတ်ဘူးလားမဟုတ်ရပါဘူးရှင်စိတ်ညက်တို့ရဲ့ငယ်ရွယ်မိုင်းမဲမှုကြောင့်ဇေယီတီးတဲ့အခါမှာမပြုတ်လို့တဲ့အမှုကိုပြုတ်လို့ခဲ့မိတယ်ဒီအဖြစ်တွေကြောင့်ဖះရရှိတဲ့ခြားတဲ့နေ့မှာပဲဘသူမှမသိအောင်ကွပ်မျက်ခံခဲ့ရတယ်စိတ်ညက်တို့ကွပ်မျက်ခံရပြီးတဲ့နောက်မှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို မင်းအမိတ်နဲ့တင်းရပြီးတော့ဘန်နာတိုက်ထဲကိုပို့ဆောင်ခံခဲ့ရတယ်။နေပါဦး။မင်းတို့ကဘလို့အမှုကိုပြုလို့ကွက်မြက်ခံရတာလဲ။ဆညတ်တို့ကရှားစားမျိုးနွယ်တွေမဟုတ်ပဲဇတိနဲ့စုကိုအုတ်တိုင်းနှစ်ထပ်ကာရင်ခဲ့တာကြောင့်ဘယင်မင်းမရဲ့အမျက်တင်တာကိုခံခဲ့ရတယ်။ဒီအပြစ်ကြောင့်ပဲညီမနှစ်ယောက်လုံးကိုတစ်ချိန်တည်းမှာကွက်မြက်ခံခဲ့တယ်။ဟိုကုတုကောင်းမှုလုပ်တာပေါ့ကွာ။ဒီလောက်ထိအပြစ်ပေးတာဆိုတော့အတော့ကိုစိုးဝါလုံးတာပဲ။တကယ်တော့ ဆိုင်ရတို့ညီမနှစ်ယောက်သာမကမနာလိုသူတွေရဲ့ဂုံတိုက်မှုကြောင့်မတည်တည်မဲ့တည်ခဲ့ရတာဘလို့ဘလို့ကြုံနားလေအောင်ရှင်းပြအောင်ဆရာနားလေအောင်ရှင်းပြရရင်တော့ဘရင်မင်းတရားကြီးရဲ့နန်းဆောင်တက်မှုငဖိငယ်ကစိတ်ညက်ကိုပိုးပန်းမှုတွေရှိခဲ့တယ်။ဒါကိုစိတ်ညက်ကလူပုံလဲမှညင်းပယ်ခဲ့တာကြောင့်အဆက်ရပြီးတော့အညုတ်တိတ်ထားခဲ့တာ။သူ့ရဲ့ဂုံတိုက်မှုကြောင့်ပဲစိတ်ညက်တို့ညီမနှစ်ယောက်လုံးမင်းပြစ်မင်းတန်ကိုခံစားခဲ့ရတာ။တိန်တို့ဖြစ်ကစိတ်မကောင်းစရာပါလား။ဒါနဲ့အခုရော သင်တို့ပိုင်တဲ့ပစ္စည်းတွေကိုအကုန်ပြန်ရပြီလားမရသေးဘူးဆရာယတနာပစ္စည်းတွေကငဖေငယ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိသေးတယ်သူကရောဒီအချိန်ထိဒီရက်တွေတာမှာရှိနေတုံးလားသူကိုယ်တိုင်လည်းမကြုတ်မလို့ပဲနဲ့ရှိနေပါသေးတယ်ဒီလိုဆိုကျွတ်တို့ကအမေတို့ညီမကိုဘယ်လောက်ပဲပုံကိုညီရမလဲဆိုတာပြပြပါငဖေငယ်မတရားသိမ်းယူထားတဲ့ယတနာပစ္စည်းတွေကိုဌာပနာတိုက်သေးကိုပြန်ထည့်လို့ရအောင်လို့ကိုညီပေးပါဆရာကျွတ်တို့လည်းငဖေငယ်အကြောင်းကိုစုံစမ်းပြီးတော့ တဲ့တို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေပြန်ရအောင်လို့ကုညီပေးပါမယ်။အမေတ္တာစကားကြောင့်နေမန်းနဲ့အလုံးရဲ့မျက်နှာမှာဝမ်းသာမှုအရေးယောင်တွေထွက်ပေါ်လာတယ်။အခုလို့ကုညီပေးတာကျေးဇူးတင်ပါတယ်ရှင်။ဆရာတော်အခုလာတဲ့ကာလပတ်လုံးကျမတို့အပိုင်စားရထားတဲ့ဖရာပဒံနဲ့မှာတရားဘာဝနာပွားများနိုင်ပါတယ်။ကောင်းပြီ။ကျွတ်တို့ပြုသည်များကိုယ်တို့ကောင်းမှုတွေကိုလည်းတဲ့တို့ကိုအမြတ်တမ်းပေးဝေးပါမယ်။အမေတ္တာစကားဆုံးတာနဲ့ဇေဒီရှိတဲ့ဘက်ကိုလှည့်ပြီးပြုလုပ်ခဲ့သည်များကောင်းမှုဆုစုကိုအမြတ်တမ်းပေးဝေးလိုက်ရ။သာတို့ခေါ်တဲ့အနေနဲ့တူတူ အယံကိုမှုပြတဲ့ရင်နဲ့တွေကြံ့ကြံ့ခလိုင်းထွက်ပေါ်လာခဲ့တယ်။အမေတာတို့စိမ့်ညံ့ညီမဖះမှာအာယုံတက်ချိန်ထိနေထိုင်ခဲ့ပြီးနေအောင်ထွက်တာနဲ့ပဲရွှေစည်းကုံစည်တီရှိရဘက်ကိုထွက်ပေါ်လာတယ်။ရွှေစည်းကုံစည်တီမြောက်ခင်မှာတော့ဒေတာထွက်ပစ္စည်းမျိုးစုံရောင်းချနေတဲ့ဇေတန်တစ်ခုရှိပြီးလမ်းတစ်ချောင်းမှာတော့အနေနဲ့ရဲကနေဖះဘူးလာကြတဲ့ဧည့်သည်တွေနဲ့ပြည့်နေနေတယ်။အမေတာတို့လည်းစီကားလာတဲ့ဖះဘူးတွေကြတဲ့ကနေတော့ဝင်သွားရင်ねစည်တီဘက်ကိုရှောက်သွားတဲ့ချိန် မျက်နှာကိုအဝင်းနဲ့အုပ်ပြီးလမ်းလျှောက်သွားလာသူတွေစီကအလှငွေတောင်းခံနေတဲ့မောင်ကြိုးကိုမြင်ရတယ်။မျက်နှာကိုအုပ်ထားတဲ့အဝတ်စုအောက်ကနေထွက်ပေါ်နေတဲ့ဆူရှက်ရှက်အကြည့်တွေဟာအောင်မက်သားစီရောက်မှရက်တန်သွားပြီးတော့ခဲလုံးထိုက်တာတဲ့ဓာတ်ကွက်ကိုဒရောင်ဒရောင်လှုပ်ခတ်ပြီးအနားကိုတုတ်ကက်လာတယ်။မောင်ကြိုးမင်းမလား။မင်းကဒီမှာလဲတနေ့ရရထားတာလား။ဟဲ့စကားကိုနောက်မှပြောပါဆရာသမား။အခုတော့အလှငွေလေးတော့ထည့်အောင်။ကြာရိုးကဓာတ်ကွက်ကိုထိုးပြီးတော့အောင်မက်သားဟာငွေဆက်ကိုအတတိချုပ်ကို ခွက်ထဲကိုထည့်ပစ်လိုက်တယ်။ဆရာသမားတို့ရွှေစည်းကုံစည်းတွေကိုလာဖူးကြတာလား။ဖះရလဲဖူးရင်နဲ့မင်းကိုလည်းရှာရင်မကွာ။ကျုပ်ကိုအခုတွေ့ပြီဆိုတော့အန်းပွဲကိုပါရှိတဲ့စည်းတွေကိုအရင်ဖူးကြအောင်ဗျ။မောင်ကြောင်စကားကြောင့်ပဲခေါလာဟာရွှေရောင်တဝင်းတောက်ပါနေတဲ့စည်းတွေကိုလှမ်းကြည့်ပြီးတော့အန်းပွဲကိုပါဆိုတာဘာတွေလဲဗျ။အန်းပွဲကိုပါဆိုတာကထီးတော့ကိုကျုံမဆိုင်ရပဲနဲ့မြဲမြံနေ။စည်းတွေရဲ့အရေးဟာတတိုင်းပြင်ကိုမထပ်ဘူး။ရွှေလောင်ဆက်ကူကို ဇေယိထိတ်ကကြဲချပေမဲ့ဖျားဝန်းအပြင်ကိုမထွက်ဘူးဖျားဘူးပြိတ္တဘလောက်များများဖျားဝန်းနဲ့ဆက်နေဘသူမှအာယုံဆုံးကိုဦးအောင်မတင်နိုင်ကြဘူးဇေယိတို့တစ်ဖက်မှာတီးတဲ့စီတန်ကိုတခြားတစ်ဖက်ကနေမကြားရဘူးဇေယိတို့ဟာအမှန်မျက်နှာထက်ပုံမြင်တယ်လို့မြင်ရတယ်ဘလောက်မိုးတိပါစေဖျားရင်မင်းတော်ဘုံမှာရင်မတင်ဘူးရင်မင်းတော်မှာပေါက်နေတဲ့ခရီးနဲ့ချက်ရပင်တွေဟာတနည်းပတ်လုံးပန်းနေပွင့်ကြတယ်ဒါတွေက ရွှေစည်းကုံစည်ရဲ့ထိုးချအံ့ပွဲကိုပါပဲစည်ရဝတကဲကိုထိုးချပြီးတော့တကူကြည့်တယ်။မောင်ကောင်းတဲ့ခွန်လာတို့လည်းကြာယုစကားစုံမှာတော့အတွင်းတရံစိတ်ကနေကြီးညိုတဲ့စိတ်တွေတပွားပွားထပ်ပေါ်လာတယ်။ပြီးတော့လက်အုပ်ချီရဲ့အနေထားလေးဖြစ်သွားခဲ့တယ်။ဆရာသမားတို့စည်ရဘောကိုအရင်တက်ဖို့လိုက်ဦး။ကျုပ်ကဒီကနေစောင့်နေပါမယ်။ဒါဆိုခဏနေကျုပ်တို့တွေပြန်လာခဲ့ပါမယ်။အောင်မေတ္တာတို့လည်းမောင်ကြာယုကိုနှုတ်ဆက်ပြီးတော့စည်ရဘောတက်ခါဖျားဖွေပြူတဲ့အမှုကိုပြုလုပ်တယ်။ ဇေဒီကနေပြန်ဆင်းလာတဲ့ချိန်မှာတော့ထဏောင်းပေတပင်အောင်မှာတခခုတခခေါက်နဲ့အိမ်မော်ကြနေတဲ့မောင်ချာရုပ်ကိုမြင်ရတယ်။အမေကိုတော်ချောက်ကအတော့ကိုပင်မနေရတဲ့နဲ့အဲ့နေရာမြာတိုးနေပါလား။အောင်မေတာတန်ကြောင့်အဲ့ပြောင်းနေတဲ့မောင်ချာရုပ်လဲတအီနဲ့နိုးလာတယ်။ခါချောက်ကိုလျှော့ထားထိုင်တယ်။အေးရွားရလာမောင်ချာရုပ်ဟဲ့ဟဲ့တေးလောက်အိတ်လိုက်မှာပဲလူကလမ်းသွားတယ်။ဒါနဲ့ဆရာသမားတို့ညကအဆင်ပြေရလား။ပြေပါတယ်။ညီမနှစ်ယောက်ကလည်းအနောက်ရှာပေးတာမျိုးတွေမလုပ်ကြဘူး။ ဆရာတော်မို့လို့မလောက်တာနေမှာဗျကျုပ်ကိုဆိုတစမ်းမှကြည်ရတာမဟုတ်ဘူးဒါနဲ့ဒီအရက်တွေတာမှာငဖေငယ်ဆိုတဲ့နာမည်ကိုကြားဘူးလားငဖေငယ်ဟုတ်လားဒီနာမည်ကိုရင်းနှီးနှီးကြားဘူးပါတယ်မောင်ကြာရုပ်ကမျက်မှောင်ကျုပ်ကစဉ်းစားတယ်ပြီးတော့လက်ဖြောက်တစ်ချက်တီးပြီးတော့ဩတူရင်းတောင်ကျင်းมาနေတဲ့ငဖေငယ်ကိုပြောတာထင်တယ်ဟုတ်မလားတော့မသိဘူးငဖေငယ်ကနန်းဆောင်တံမှုလောက်ခဲ့ဘူးတယ်လို့သိရတယ်သိကြပါပြီဆရာသမားပြောတာနဲ့ကျုပ်သိတယ်ဒီကောင်က မြောက်ကြမြောက်ကြနဲ့အရန်နိုင်လို့တူရင်းတောင်ကြီးဘက်ကိုပို့ခံရတယ်။ဒါနဲ့ငပိငယ်နဲ့ဆရာသမားတို့နဲ့ကဘလို့ပတ်သက်နေရလဲ။ကျို့တို့နဲ့ပတ်သက်တာတော့မဟုတ်ဘူး။စိတ်ညက်ညီမနှစ်ယောက်နဲ့ပတ်သက်နေတာ။အောင်မက်တာဟာသူ့ကိုကိုညီတောင်းထားတဲ့ကိစ္စကိုကြာရိုးကိုပြောပြရဲ။ကျို့ရဲ့တီချောင်းတစုံတစားတော့ကြားဘူးလေဗျ။ငပိငယ်ဆိုတဲ့ကောင်နန်းဆောင်တက်မှုဖြစ်တော့ကတင်းယူထားတဲ့ယန္တနာတွေမနေမနှောရှိတယ်ဆိုပဲ။ဒါဆိုကျို့တို့ကိုငပိငယ်နဲ့တွေ့ဖို့အတွက်တင်ကိုညီပေးနိုင်မလား။ ဒီကိစ္စတော့ကြာရုံမှာကုညီနိုင်ပေမဲ့ကုညီပေးနိုင်မယ်သူတော့ရှိတယ်။ဘသူများလဲဆိုတာပြောပါဦး။ဓမ္မပါလာစစ်သူကြီးတော့ကုညီနိုင်မှာထင်တယ်။ဘာလို့လဲဆိုတော့ငါဖိငယ်ကိုတွင်းတောင်ကြီးကိုမောင်းထုတ်လိုက်တဲ့သူကဓမ္မပါလာစစ်သူကြီးဖြစ်နေလို့ပဲ။ဒီလိုဆိုကျွတ်တို့ကိုဓမ္မပါလာစစ်သူကြီးရှိတဲ့ရက်စီကိုလမ်းညွန်ပေးပါလား။ဒါကလွယ်ပါတယ်။ဆရာသမားတို့ဓမ္မအရာစီကဇေဒီကိုရောက်ရင်ဓမ္မပါလာစစ်သူကြီးနဲ့တွေ့ရမှာပါ။ဇေဒီကိုဘယ်လိုတော်ရမလဲဆိုတာကျုပ်လမ်းညွန်ပေးမယ်။အောင်မေတ္တာတို့လည်း မောင်ကြိုးပြပတဲ့လမ်းတွေကိုတေချာမှတ်တာလို့ဓမ္မရာစီကဇေဒီရှိတဲ့ဘက်ကိုထွက်လာခဲ့တယ်။ဖုံတထောင်းထောင်းထားနေတဲ့မြင်းနီလမ်းတွေမရင်မတော့နိုင်အောင်များပြလာတဲ့ဇေဒီကိုဖျက်ကျော်လာပြီးအရင်ငါးမျက်နှာရှိတဲ့ဓမ္မရာစီကဇေဒီစီကိုရောက်ရှိလာတယ်။အောက်မက်တာလည်းဇေဒီပရုံထဲကိုခြေချတာနဲ့မြင်အပ်မမြင်အပ်တဲ့ပုံကိုယ်တွေကိုမြင်တာပေါ့အာယုံကိုဖြန့်ကြည့်အောင်ပရံများနေနဲ့စီချဲထားတဲ့ခေါင်းပေါင်းကိုဝတ်ဆင်လာတဲ့မျက်နှာလေးတောင်ကျကျလူတယောက်ကိုတွေ့ရတယ်။အဲ့ဒီပုံကိုဟာအောက်မက်တာကိုစီးရတဲ့အကြည့်နဲ့ကြည့်နေကနေလေ ဇေဒီရဲ့အရှိမြောက်ဘက်တောင်ကိုထွက်သွားတာကြောင့်နောက်ကနေလိုက်ကြည့်အောင်ရှင်းအောင်အုပ်ပုံအပြတ်တစ်ခုစီရောက်မှာတော့ပြတ်သွားတယ်။အောင်မက်ကလည်းအုပ်ပုံရှိတဲ့နေရာကိုမှတ်သားထားပြီးတော့ဇေဒီဘော်ကိုတက်ကဖျားရှိကိုအမြတန်ပြေးဝေးတယ်။အမြတန်ပြေးဝေးပြီးလို့အနောက်ကိုလှည့်ကြည့်တဲ့အခါမှာတစ်ချိန်ကရှေးခေစစ်သူကြီးဝတ်ဆောင်တဲ့လူတယောက်လက်ပိုက်ပြီးရက်ကြည့်နေတာကိုမြင်ရတယ်။အဲ့လူဟာအောင်မက်တာကိုဆွတ်တက်ကြည့်ပြီးတော့တင်းတို့ပေးတဲ့အမြတန်ကိုကျုပ်ကောင်းကောင်းရရှိပါတယ်။တင်းရဲ့စိတ်ထဲကနေ ကျုပ်ကိုပင်ဖက်ရတဲ့အကြောင်းကိုသိပြရစေ။သင်ကဓမ္မပါလာစေတူကြီးလား။ဟုတ်တယ်။ကျုပ်ကဓမ္မရာဇီကစေတွေကိုစောင့်ကြနေတဲ့ဓမ္မပါလာစေတူကြီးပဲ။ကျုပ်တို့အနေနဲ့ဓမ္မပါလာစေတူကြီးကိုအကူအညီတောင်းဆိုရှိလို့ဒီထိရောက်လာခဲ့တာ။သင်တို့ပြောတဲ့အကူအညီဆိုတာဘာများလဲ။ကျုပ်တို့ကိုငဖေငယ်နဲ့တွေ့ဖို့အတွက်စေတူကြီးစီစဉ်ပေးနိုင်မလား။ငဖေငယ်ဟုတ်လား။ဘဲကိုတူရင်တောင်အဲ့ဒီအောက်ခြေကလှိုင်းကို မောင်းထုတ်ခဲ့တာနှစ်ပေါင်းရာနဲ့ချပြီ။ ဘာအကြောင်းကြောင့်သူ့ကိုတွေ့ချင်တာလဲသူ့အနေနဲ့စိမ့်ညက်စိမ့်ခန့်ကြီးမှပိုင်ဆိုင်တဲ့ဌာပနပစ္စည်းတချို့ကို အတင်းအဓမ္မသိမ့်ယူသွားခဲ့တာကြောင့်ပါအောင်မဲ့တဲ့စကားကြောင့်ဓမ္မပလာစစ်တူကြီးရဲ့မျက်နှာတင်းမာသွားတယ်။မရိုင်းရတဲ့ကောင်းပါလားအရင်စိတ်နဲ့ဆိုလက်သုံးတော်ဓာတ်နဲ့ခုတ်ပိုင်းမိမှာစစ်တူကြီးအနေနဲ့အမျက်ထက်ဖို့မလိုအောင်လို့ကျွတ်တို့ကကိုစားဆုံးမပေးပါမယ်။ဒါကြောင့်ငပေငယ်ရှိတဲ့ရက်ကိုလမ်းညွန်ပေးပါ။တဲတို့လမ်းခီးအဆင်ပြေဖို့ ကျုပ်ရဲ့ငယ်ကြုံရင်တယောက်ကိုထည့်ပေးလိုက်မယ်။ဟဲ့ငါပေါ့ကြည့်ရှိလား။ဆက်သူကြီးရဲ့စကားဆုံးမှာရေမင်းတော်ဘွေးမှာပေါင်နေတဲ့တနောင်းမွေးမော်ကနေအမွေးစုပ်ဘွားနဲ့အကောင်တကောင်ခေါင်းဆင်းလာတယ်။ဆက်သူကြီးကအမွေးစုပ်ဘွားကောင်ကိုကြည့်ပြီးတော့ငါပေါ့ကြည့်။နင်းရဲ့မူလာရုပ်သွင်းဖြောက်လိုက်ဆန်းလို့ပြောလိုက်တယ်ဆိုရင်ပဲအမွေးစုပ်ဘွားနဲ့ကောင်ကြီးဟာအယက်မြင့်မြင့်ခန္ဓာကိုတောင်းတနေလို့တယောက်ပြောင်းလဲသွားတယ်။ဟဲ့ငါပေါ့ကြည့်။ဒီပုံကိုယ်တွေကိုငဖေးငန်ရှိတဲ့တိုးရင်းတောင်ကြီးကိုလိုက်ဖို့ပေးလိုက်။အမိုင်းတော်အတိုင်းမှာဆက်သူကြီး ျွန်တော်မျိုးလိုက်လံပို့ဆောင်ပေးပါမယ်။အောင်မြတ်တာတို့လည်းငပိငါရှိတဲ့ရက်ကိုတည်ရပြီမလို့ဓမ္မပါလာစေတကြီးကိုကျေးဇူးတင်စကားဆက်ပြီးတော့ဓမ္မရာဇီကဇေဒီကနေထွက်လာခဲ့တယ်။အပေါကြီးခေါ်တော်တဲ့လမ်းလျှောက်မှာတော့ဘကန်ခဲလက်ရာဇေဒီဘက်တွေရှိနေပြီးဇေဒီတွေရဲ့ဘေးနားတစ်ဝိုက်မှာတော့ဘကန်ခဲနန်းဝက်နန်းစားတွေနဲ့တန်ရှင်းလုံနေကြတဲ့ယောက်ျားမိန်းမတချို့ကိုမြင်ရတယ်။တန်ရှင်းလုံတဲ့သူတွေဟာငပေါကြီးကိုမြင်တော့ခေါင်းလေးငုံပြီးတော့အယုဒေပေးကြတာကိုလည်းသတိထားမိတယ်။ငပေါကြီးကတလန်းလုံးစကားတစ်ခေါင်းမှမပြောဘဲနဲ့ ခြေလှမ်းကျဲကြီးတွေနဲ့လမ်းလျှောက်နေကနေအုတ်ကျိုးအုပ်ဖွဲ့တွေစုပုံထားတဲ့နေရာရောက်မှာတော့နောက်ကိုလှည့်ကြည့်တယ်။ဒီလမ်းကိုချုံးဝင်သွားရင်တော့တွင်းတောင်ကျဲကိုရောက်လိမ့်မယ်။အဲ့ဒီမှာငဖိငန်းရဲ့မျိုးဆောင်တက်ကိုစတွေ့ရမယ်။ကောင်းပြီ။ဒီလောက်ဆိုကျတို့တွေဆက်ပြီးလုပ်ပါမယ်။အောင်မေတ္တာစကားကြောင့်ငဘော်ကြီးဟာခေါင်းမှာစီးထားတဲ့ရောင်တုံးကိုဖိချလိုက်ရအမွေးမြင့်နဲ့ဖုံးလန်းသွားတဲ့ရုပ်တင်ဖြစ်ပြောင်းလဲသွားပြီးတော့ဖြတ်ခနဲ့ပျောက်ကွယ်သွားတယ်။အောင်မေတ္တာတို့လည်းငဘော်ကြီးပျောက်သွားတာနဲ့အုပ်ပုံဘေးကလမ်းကျိုးထဲကို ကိုဝင်လာတယ်။သူဇဏကထူထူထပ်ထပ်ပေါက်နေတဲ့စူးကြုံမင်းရဲ့အောင်မေတ္တာတို့ဝင်လာတဲ့မြအသက်ရှိတယ်လို့ဘေးတစ်ဖက်ကိုရှေ့ရှာသွားခဲ့တယ်။ဆရာစူးကြုံနေကြတဲ့မှာလူသွားလန်းလေးတစ်ခုပါလား။ဒါကငါပင်ငယ်စီကိုသွားမယ်လမ်းထင်းနေဆက်သွားကြရအောင်။အောင်မေတ္တာတို့လည်းမြေနေရာရဲ့လမ်းလေးကိုရှောင်းဝင်သွားတဲ့ချိန်ငေးတံပေါင်းအော်ဟစ်လိုက်တဲ့မိမတယောက်အတန်ကိုကြားလိုက်ရတယ်။အော်တန်ရဲ့တူတူကျင်းဝါတန်ဟင်းဟောက်တန်တွေထွက်ပေါ်လာပြီးတော့ လမ်းခွေးတနေရာကနေဖယုတ်ဖယက်နေတာနဲ့အမျိုးသမီးတယောက်ပြေးထွက်လာတာကိုမြင်ရတယ်။အဲ့ဒီအမျိုးသမီးလေးဟာအောင်မသားကိုမြင်တော့ပြေးနေတဲ့ခြေလမ်းလေးကိုရက်ထပ်ပြီးအားကိုးတဲ့မြန်အောင်နဲ့ကြည့်တဲ့အချိန်နောက်ကနေဝါးကျင်ကင်ထားတဲ့လူသုံးယောက်ထွက်ပေါ်လာတယ်။မောင်ကြီးတို့နှမကိုကဲပါဦး။ရဲမက်တွေလက်ကလွတ်အောင်နှမဘာပဲလုပ်ရလို့ကလုပ်ပေးပါမယ်။ဟဲ့တပေါင်းမနင်းလိုကျွန်းတယောက်ကငါတို့တက်မှုကိုညှင်းဆန့်ရတယ်ပေါ့ဟုတ်လား။အခုပြန်လာစမ်း။အသားညွညွအရင်မင်းမင်းနဲ့တို့ဟာဒေါသတကြီးအော်ဟစ်ပြီး ရှေ့တိုးလာခဲ့တာကြောင့်မမေပြုကအောင်မက်တာလက်ကိုအာကိုတကြီးနှမ်းဆွဲပေမဲ့လေးကိုသာဖမ်းဆွဲရတယ်လို့ဖြစ်သွားတယ်။မမေပြုကိုလိုက်ဖမ်းတဲ့သူကလည်းအောင်မက်တာတို့ကိုမျက်စောင်းနဲ့စိုက်ကြည့်ပြီးတော့မမေပြုရဲ့စတုံးကိုဆုပ်ခံပြီးတော့တရုတ်တိုင်ဆွဲခေါ်လာတယ်။ဆရာတခုခုလုပ်ပါဦး။မောင်ကောင်းကစိုးရင်တကြီးလှမ်းပြောပေမဲ့အောင်မက်တာကဘာတခုမှမပြောဘဲနဲ့ဆွဲခေါ်ခံသွားတဲ့မမေပြုကိုသာစိုက်ကြည့်တယ်။ဆရာဒီကောင်လေးကဘာတွေလဲ။ငဖေငယ်ရဲ့လက်ပါးစီကောင်တွေဖြစ်လိမ့်မယ်။ ဒိန်မွေမွေပြောကငဖေငယ်ကိုခါစားရတဲ့အစီကံလို့ထင်တယ်။ဒါကိုဆရာကဘာလို့မကူညီတာလဲ။မကူညီတာမဟုတ်ဘူးမောင်ကောင်။သူတို့ရဲ့လုပ်ပိုင်ခွင့်ကိုငါတို့တွေဝန်ဆက်ဖတ်လို့မရဘူး။ဥပမာဒိန်မွေမွေပြောကတာမန်လူသားတယောက်ဖြစ်နေမယ်ဆိုရင်တော့ငါတို့တွေမဖြစ်မနေကူညီပေးရလိမ့်မယ်။ငါပြောတာကိုသဘောပေါက်လား။သဘောပေါက်ပါပြီဆရာ။ဒီပုံစံတိုင်းဆိုတော့ငဖေငယ်ဆိုတဲ့ကောင်ကအတုံးကိုစိုးသွမ်းခဲ့တဲ့ပုံပဲ။ဒါကြောင့်လဲ ဆိုင်ညံ့ညီမတို့ပိုင်တဲ့ပစ္စည်းတွေကိုလွတ်ယူခဲ့တာပေါ့အခုငါတို့လောက်ရမှာကငဖိငယ်နဲ့တိုက်ရိုက်တွေ့ဖို့ပဲဒီအတွက်အထက်ဆရာတွေရဲ့ခွင့်ပြုချက်ကိုရထားပြီဖြစ်လို့ငါတို့တာဝန်ကိုပြက်စီးအောင်ဟန်တာတဲ့သူမှန်သမျှကိုစုံးမနိုင်နဲ့ဒါပေမဲ့ငါတို့တာဝန်နဲ့မပတ်သက်တဲ့ကိစ္စကိုတော့လှစ်လျူရှုရလိမ့်မယ်ကျွန်တော်တို့နားလဲပါပြီဆရာအောင်မဲ့တာလဲမောင်ကောင်းတဲ့ခွန်လာကိုစုံးမပြီးတော့ဆွဲခေါ်ခံသွားတဲ့စောချောင်းညာနာကိုလိုက်သွားတယ်ကုန်းတရာညကန်ကြတော့ အုတ်ကြောက်တွေထွင်းထုတ်လာတဲ့လူအုပ်တွေကြမှာသွေးတန်သေးရဲနဲ့ကြောက်တော့ခံထားတဲ့နည်းပြိုတရားကိုမြင်ရတယ်။အုတ်ကြောက်တွေထွင်းထုတ်နေတဲ့နေရာတစ်ပိုင်းမှာတော့ကြိမ်လုံးတွေဓလွတ်တွေကိုင်းထားတဲ့ရဲမတချို့ရှိနေပြီးသူတို့နဲ့မကမ်းမလှမ်းမှာတော့အတန်သင့်ခံလာတဲ့နားနေတဲ့တကူရှိတယ်။ရဲမတွေကအောင်မက်တာတို့ကိုမြင်တော့မနှိမ့်မြုပ်တဲ့မျိုးလုံးတွေနဲ့စိုက်ကြည့်ပြီးဟိတ်ရလိုက်ကြစမ်းဆိုတဲ့အတန်နဲ့တူအနားကိုရောက်လာတယ်။ဒေးတရားကတိမ်လုံးနဲ့မပတ်သက်ဘူး လာရလမ်းတိုင်းပြန်ကြပါဆရာဒီကောင်းလေးလေးတန်းရောအမှုရာရောရန်လိုတဲ့ပုံပေါက်နေတယ်သူတို့ဘာဆက်လုပ်မလဲဆိုတာစောင့်ကြည့်ပါအောင်မေတ္တာစကားကြောင့်မောင်ကောင်းတဲ့ခုံးလာလို့လေတိုင်ပင်မထားဘဲနဲ့လက်တွေဟာလွယ်အိတ်ထဲကိုရောက်ကုန်နေဟေးကျုံတဲ့ပေါက်တွေငါပြောနေရမှာကြားဘူးလားရဲမတယောက်ကရင်းတည်တည်ပြောပြီးတော့အနားကပ်လာတဲ့ချိန်မောင်ကောင်းရဲ့လက်ဟာဖြတ်ခနဲ့လှုပ်ရှားသွားခဲ့တယ်လို့အနားကပ်လာတဲ့ရဲမရဲ့ခန္ဓာကိုယ်လည်းအုပ်ပုံကြားထဲကိုလွတ်ထွက်သွားတယ်မောင်ကောင်းဆရာ ျွန်တော်မလို့ရင်ဟိုကောင်ကအရင်စားလုံမှာဗျမောင်ကောင်ကလေးကွက်ရင်စောက်ကင်ထားတဲ့လက်ကိုမတိမတားလေးအောက်ချရင်ပြောတဲ့ချိန်ခွန်လာကလည်းသူ့လက်ကိုမတိမတားလေးနောက်ပြက်ထားတယ်ရဲမတ်တွေကလည်းသူ့လူကိုထိသွားတာမြင်တော့ကြောက်မဖွယ်မျက်နှာနဲ့ပြောင်းလဲသွားပြီးတော့ပြေးဝင်လာတယ်ဒီတခါမှတော့အောင်မြတ်တာခွန်လာမောင်ကောင်တို့လည်းအမင်းမထားပဲနဲ့လက်ပြန်ရိုက်ထုတ်ရပြေးဝင်လာတဲ့သူတွေအားလုံးခန္ဓာကိုယ်ကနေအငွေထထောင်းထားပြီးတော့လွှတ်ထွက်သွားခဲ့တယ်။အတန်နဲ့တည်းနဲ့អော်ပြီးတော့ညိတောင်းနေတဲ့ရဲမက်တွေကြောင့်မလက်မကမ်းမှရှိတဲ့ မြို့ပေါ်ကနေဓာလန်လက်နက်တွေကင်ထားတဲ့ရဲမှတ်တွေလွှားကနေလွှားကနေပဲခုံချလာတယ်။အောင်မက်တာတို့ကတော့သူတို့ကိုဝန်းရံထားတဲ့ရဲမှတ်တွေကိုမျိုးလုံးနဲ့ဝဲကြည့်တဲ့အချိန်မြို့ပေါ်ကနေလူတယောက်ရှိတဲ့နေရာကိုအကြည့်ရောက်သွားတယ်။ဆရာငဖေငယ်ဆိုတာတရဲခုပေါ်မှာရှိနေတယ်လို့ထင်တယ်။ခေါင်းလာပြောရဖြစ်နေတယ်ဆရာ။သူ့ရဲ့ဝဲစားပုံကတခြားသူတွေထပ်ပေါ်ပြီးခန်းနာနေတယ်။ဒါဆိုရင်တော့သူ့ကိုဆင်းလောင်လို့ရမှာပေါ့။အောင်မက်တာစကားဆုံးတာနဲ့စင်စမမြင်းစမတွေကိုထောက်ယူတာ အသက်သွင်းပြီးတော့မြေကြီးပေါ်ပြစ်ချတယ်ဆိုရင်ပဲစိတ်တွေတစားအပြည့်စုံပါတဲ့စင်တက်မင်းတက်တခုထွက်ပေါ်လာတယ်။စင်တွေမင်းတွေပေါ်မှာတော့နှစ်ဖူးမှဝါရမပစမတွေပါတဲ့ခေါင်းစည်းကိုစီထားတဲ့စစ်တီတော်တွေပလာတာကြောင့်မြေဥပေါ်မှာရှိတဲ့ရဲမက်တွေဟာရဲရုတ်တဲ့ပြစ်ကုန်ကြတယ်လို့အောက်မှာရှိတဲ့သူတွေလည်းခြေဥတွေကထွက်ပြေးကုန်တယ်။ဒီချိန်မှာပဲငပိငယ်ကကာကျိုးတစားဆင်ထားတဲ့မြေတကောင်ကိုစီးပြီးတော့မြေဥပြင်ကိုဒုံးဆိုင်မောင်းထွက်လာတယ်။အောင်မြတ်တာတယောက်ငပိငယ်သူ့ထောင်ချောင်းတဲကိုဝင်လာပြီးမို့လို့ကုန်ချာအင်းကိုလေးပေါ်ပြစ်တင်လိုက်ရအောင် မဖင်ငယ်ရောစီးလာတဲ့မြေမှာချုံမိတုံးမိပြီးတော့မြေပေါ်ကိုပြစ်လဲကျသွားတယ်။စမအခရရည်နဲ့ချောင်းတော်ခံထားတဲ့ငဖင်ငယ်ခေါင်းအားရှိသလောက်ရုံးကန်နေပေမဲ့ရုံးတွေကျက်လိုက်ဖြစ်တာကြောင့်နောက်ဆုံးမှာခန္ဓာကိုယ်တွေကနေအညိုရောင်သွေးပုတ်တွေထွက်လာပြီးတော့ရုပ်တင်ကလည်းကြောက်မဖွယ်အစင်းတန်ဖြစ်ပြောင်းသွားတယ်။ဒီချိန်မှာအောင်မြတ်တာကအောင်ဘွေးရစစ်တကြီးတူလို့လမ်းလျှောက်လာပြီးတော့မဖင်ငယ်မျက်နှာရှင်မှာရက်တယ်။တင်ကငဖင်ငယ်လား။ငါကငဖင်ငယ်ပဲကွ။အတင်းကဘာတို့လဲ။ ကျုပ်ကတင်မတရားတင်းယူထားတဲ့ယန္တနာပစ္စည်းတွေကိုလာယူတဲ့သူပဲအဖို့တွေပြောမနေနဲ့တင်မတူလဲဆိုတာအမှန်ပြောစမ်းလှုပ်မရအောင်ချုံအောင်ခံထားရတော့မှမန်ကမလျှော့သေးပါလားကျုပ်တခုပဲမေးမယ်စိတ်ညက်ညီမသူတို့စီကလည်းတင်းယူခဲ့တဲ့ယန္တနာပစ္စည်းတွေပဲမှလဲစိတ်ညက်စိတ်ခတ်ဆိုတဲ့တန်ကြောင်ငဖေငယ်ရဲ့မျက်လုံးဟာအဆမတန်ပြုတ်ချလာပြီးတော့အောင်မေတ္တာကိုအံ့ဩတဲ့မူရနဲ့စိုက်ကြည့်တယ်ဒီကိစ္စတွေတင်ဘလို့သိတာလဲကျုပ်ဘလို့သိတယ်ဆိုတာရေးမကြည့်ဘူး ကိုချက်ချင်းမတရားသိမ်းယူထားတဲ့ရန်နာပစ္စည်းတွေအားလုံးထုတ်ပေးမထုတ်ပေးရင်တော့တင်းဘဝမှာတစ်ခါမှမခံစားဘူးတဲ့နာကျင်မှုမျိုးခံစားရအောင်လို့လုပ်ပေးမယ်။ငါမှဘာယန္တနာမှမရှိဘူး။သူတို့ပိုင်တဲ့ပစ္စည်းသူတို့စရီမှာပဲရှိတယ်။ဒီလိုဆိုရင်တော့ကျုပ်အဆုံးမဆုံးနဲ့အောင်မက်တာဟာမဲပြုံးတစ်ချက်ပြောပြီးတော့နောက်ကိုဆုပ်ကဂါထားတဲ့ဘုတ်ကိုအဆက်မပြတ်ရုပ်ပတ်တယ်။ဂါရတန်ဟာထန်ကရင်ကြလာလေလေငဖေငယ်ကိုချုပ်ထားတဲ့စမတ်အခရာတွေကမိကြည့်မိခဲ့လို့ရဲရဲတောက်လောင်လာတယ်။ငဖေငယ်က အစာပိုင်းမှာအန်ကျိတ်ခံနေပေမဲ့အချိန်ကြာနဲ့မျှခန္ဓာကိုယ်ကနေခုံငွေထွက်လာတယ်။ပူလောင်မှုဒဏ်ကိုလိုလဲပြီးတော့ခံနေရတယ်။အမေကလည်းရန်နာပစ္စည်းတွေမထုတ်ပေးမချင်းဂါရာကိုအဆက်မပြတ်ရွတ်ရ။နောက်ဆုံးမှငပင်းငယ်ဘလို့မှခံစားမနေပဲနဲ့တင်းယူထားတဲ့ရန်နာပစ္စည်းတွေကိုထုတ်ပေးရမယ့်အချိန်တွေရောက်လာတယ်။ချင်းတောင်းတွေတစ်တာတွေနဲ့ထိထားတဲ့ရန်နာပစ္စည်းတွေဟာလူတရက်ခန့်မြင့်တဲ့အထိများပြားတယ်။ဒါကြောင့်ဘေးမှာရက်ကြည့်တဲ့မောင်ကောင်းတဲ့ခေါင်းလာတို့နှစ်ယောက်ဘေးချင်းကပ်ပြီးတော့ဒီကောင်းကောင်းကတွေ့ချင်းသေးတယ်ကွာ။ ဒီတော့နဲ့အားမရသေးဘူးကွကျွန်တော်လည်းအကိုပြောတယ်လို့ဖြစ်မိတယ်ဆရာရှိနေတော့ဘာမှလုံးမရဘူးဗျာနှစ်ယောက်သားတီးတူပြောနေတဲ့အချိန်အောင်မေတ္တာကရဲနာကိုပိုင်ဆိုင်တဲ့သူတွေလာရောက်ယူဆောင်ကြဖို့အတွက်အမိတ်ပြန်တဲ့အချိန်မှာစိမ့်ညက်စိမ့်ခန့်ညီမနဲ့တူတခြားဥစ္စာဆောင်တိုက်ဆောင်နေပေါ်လာပြီးတော့စုပုံထားတဲ့ရဲနာပစ္စည်းတွေကိုမိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုယူပြီးတော့ယုံငင်သွားကြတာမြင်ရတယ်။မဖေငယ်ကတော့အာမတန်လိုမန်ရှော့ရတဲ့ဟန်နဲ့လာယူတဲ့သူတွေကို မိုက်ဒီမိုက်ကန်ကြီးနဲ့စိုက်ကြည့်တာကိုမြင်တဲ့အောင်အောင်မေတ္တာဟာနောက်ထပ်ထပ်မလုပ်ဖို့တစ္ဆာရီတိုက်ခဲ့ပေမဲ့မောင်ကောင်းတဲ့ခေါင်းလာတို့ကတော့မဖေငယ်ကိုမကြည့်တဲ့မျက်နှာနဲ့ကြည့်ကတခုခုကိုကြံစည်နေကြတယ်။အောင်မေတ္တာလည်းမဖေငယ်ကိုဆုံးမပြီးတော့တိုရင်းတောင်ကြီးကနေပြန်